ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းတွေကခွေထွက်ရေးလှုပ်ရှားနေတယ်။လက်နက်ကင်တပ်ဖွဲ့ကူကီရှင်အမျိုးသားတပ်ဦး KNF ရဲ့စစ်ယူနီဖောင်းအစုပ်တောင်းနဲ့ရှိပြီးဖမ်းမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကရေးသားဖော်ပြကြပါတယ်။စစ်တကောင်းတောင်တန်းဒေသမှာလှုပ်ရှားနေတဲ့လက်နက်ကင်ခွေထွက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ KNF အတွက်အထူးချုပ်စစ်ရုံတွေမှာရှုပ်ထားတဲ့ယူနီဖောင်းအစုံတပေါင်းခွေကိုရစ်တပ်ဖွဲ့ကတင်စီရမိခဲ့တာလို့ဆိုပါရယ် စစ်တကောင်းမြို့ရဲ့ Nuah Hat area ကအထီးချုပ်စက်ရုံတစ်ခုရဲ့ဂိုဒေါင်တစ်ခုကနေ KNF စစ်ဝတ်စုံတွေကိုရတပ်ဖွဲ့ကတင်စီရမိခဲ့တယ်လို့စစ်တကောင်းမြို့ BIG Bostami area Rainbow Appearance အထီးချုပ်စက်ရုံကလည်း uniform တွေတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိ uniform စုစုပေါင်း48085စုံကိုတင်စီရမိခဲ့ပြီးတိရှာစီနီမုံ၃ခုအတွင်းကစက်ယုံပိုင်ရှင်ကွန်ထရိုက်တာတွေအပါအဝင် လူ၄ယောက်ကိုဖမ်းဆီးထားကအကြံဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်တာတွေလို့သိရပါဗျ။ဒီယူနီဖောင်းတွေကိုတာကာငွေနှစ်ကြေတန်စာရှုပ်နဲ့အမစာပြီးပို့ကမာယူခဲ့တယ်လို့သိရပါဗျ။